စမ်းမယ်။စတီဗင်လက်ကင်သို့မဟုတ်မြို့သားတို့ဤနှလုံးသားနှင့်အုံနောက်တကားကိုဖွင့်ပေးခဲ့သူ။ဘိန်းတက်ကလထိုင်လေးပေါ်မှာထိုင်ပြီးစာအုပ်များစွာတင်းစစ်များစွာပြုလုပ်ပေးခဲ့တဲ့သူဆိုရင် စာဖတ်သူပရိသတ်ပေါင်းတို့ရိတ်စားမိပြီထင်ပါတယ်။ဟုတ်ပါတယ်။သူကတော့မြန်မာနိုင်ငံမှာစေစုံရပညာရှင်တူဖြစ်တဲ့ကုံနူးဆောင်စတီဗင်လက်ကင်ပဲဖြစ်ပါတယ်။သူရဲ့မိဘတွေဟာ စတီဗင်လက်ကင်အသက်9နှစ်မှာကျောင်းတက်ရန်ကျောင်းသွဆေလို့ရမှာပထမနေ့မှာပင်လက်ကင်ဤကစားစရာဖြစ်သောဒဲလ်ဒိုကိုတော်သားတယောက်ကခိုးယူမိရမှာမိဘများကမခံမြတ်နိုင်ဖြစ်ပြီးလက်ကင်ကိုတော်သားကင်းစင်သောနိုင်ငံသားသို့ပညာသင်ရန်ဆေလို့ခဲ့ပါတယ်လက်ကင်ဟာငယ်ငယ်ကတည်းကဉာဏ်လွန်ကောင်းခဲ့တဲ့သူဖြစ်တဲ့လျောက်သူ့ရဲ့ IQ ကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာ IQ level က966ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ကဘာကျော်ဘီလီယံနာဘေကီကြီးကလည်းလက်ကင်းဤကြောင်းနေပဲတငယ်ချင်းဖြစ်ခဲ့ပြီးလက်ကင်းဟာအားလက်ချိန်တွေမှာစတင်ရခြင်းကိုဝါသနာပါခဲ့ပါတယ်။သူ့ရဲ့တပည့်တွေထဲမှာကဘာကျော်တက်စလာကားကုမ္ပဏီပါရှင်အီလွန်မတ်စ်နဲ့ Facebook founder Zuckerberg ကလည်းသူ့ရဲ့တပည့်အရင်းတွေဖြစ်ခဲ့ပါတယ်။လက်ကင်းအသက်23နှစ်မှာမွေးရမြန်မာနိုင်ငံသို့ပြန်လာစဉ်လက်ဇရီကားများမစီးကျင်တော့၍ YBS စီးရမှာ ကားပေါ်တွင်လိုက်ပါလာသော Supreme Court တော်သားတို့ကအနော်နံပါတ်သချင်းကိုအကြေကြီးဖွင့်နှားထောင်ရမှာမခံမြန်နိုင်ဖြစ်ပြီးဖြစ်ချင်ရဖြစ်ဆိုကကားပေါ်ခုံဆင်းလိုက်ရမှာယခုကဲ့သို့ဒုက္ခိတဘဝရောက်ခဲ့ရခြင်းဖြစ်ပါလေထိုနေ့မှစပြီးတော်သားများပေါ်လက်ကင်းဟာ나ကြီးစိတ်ဖြစ်ခဲ့ပြီးလက်ကင်းဤနှလုံးသေးကြီးတွေတွင်တော်သားများကိုငုံဒီစိတ်ဆွဲထင်သွားလေတော်သည်လက်ကင်းဟာဝီချဲပေါ်၌ပင်တန်ဆန်းသေးသောလက်ဖြင့် တော်သားများထံပေးသာစာအုပ်ကိုရေးသားဖြန့်ချိခဲ့တယ်။အဲ့ဒီစာအုပ်ဖြင့်မြို့သားတို့ရဲ့နှလုံးသားအုံနောက်တကားတွေကိုဖွင့်ပေးနိုင်ခဲ့သလိုဖြစ်ခဲ့ပြီးမြို့သားချစ်စိတ်နဲ့တော်သားမုံတီးရဲ့စိတ်ဓာတ်များပေါ်ပေါက်လာခဲ့ပါတယ်။လက်ကင်းဟာဒီစာအုပ်နဲ့တင်မရက်သွားပဲဒုတိယအကြိမ်ဖြစ် A Brief History of တော်သားစာအုပ်ကိုဆက်လက်ရေးသားခဲ့ပြီးအဲ့ဒီစာအုပ်ဖြန့်ချိပြီး၃ရက်ကြာမှာပဲအုပ်ရည်69သန်းရောင်းချခဲ့ရပါတယ်။အဲ့ဒီစာအုပ်ဖြင့် International မြို့သား Association မှရှင်းပြပေးအပ်သော Bazaar Award JAV Award တို့ကိုရရှိခဲ့ပါတယ်။2020ခုနှစ်အတွက် Nobel Prize Award ကိုလည်းဆရာလင်းသက်ညွန့်နဲ့ပူးတွဲရရှိခဲ့ပြန်ပါသေးတယ်။ Biology is the study of living things. Those are the dead things of living who dot Sagazu မှာ Stephen Luckin ဤတမိုင်းဝင်စကားဖြစ်ပါတယ်။ဒါရီအကုန်လုံးဟာ Stephen Luckin ရဲ့ကိုယ်ရေးရာဇဝင်ခြင်းဖြစ်ပါတော့တယ်။ ူ့ရဲ့အကြောင်းကိုဆောင်းဆောင်းလင်းလင်းတွားရောက်ဖတ်ရှုခြင်းနဲ့ဆိုရင်တော့ www.stevenlatin.com မှာတွားရောက်ကြည့်ရှုလို့ရပါတယ်